ားလုံးမင်္ဂလာပါတရားရှင်ကပြောနေပြောချူစွလိုက်ပါတယ်ဒီနေ့မှာတော့တစ်ချက်ခုတ်နှစ်ချက်ပြက်ပတ်စံလည်းအများကြီးမကုန်ပဲစားလည်းလွယ်လွယ်ကူကူတင်လို့ရမယ်ဂိမ်းလည်းပျော်ပျော်ကြီးကစားလို့ရမယ်တက်ပလက်တစ်လုံးကိုရှာနေတဲ့လူတွေအတွက် Samsung Galaxy Tab S10 FE series ကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကဲစရအောင် အရင်ဆုံး Galaxy Tab S10 FE-CV မှာ tablet နှစ်မျိုးရှိရယ်ပထမတစ်လုံးက Galaxy Tab S10 FE နည်းနည်းပြင်က10.6လက်မရှိပြီးတော့ဈေးက28,590ကျပ်နောက်တစ်လုံးက Galaxy Tab S10 FE Plus ဒီတစ်လုံးကမျက်နှာပြင်13.1လက်မရှိပြီးတော့ဈေးက34,500ကျပ်ဒီ tablet နှလုံးကဘာကွာဝါလဲဆိုတော့ Galaxy Tab S10 FE Plus ကမျက်နှာပြင်ပိုကြီးတယ်ဘက်ထရီပိုပြီးတော့ခံတယ်နည်းမြုပ်ခံစားခြင်းနဲ့လူတွေအတွက်အရန်ကောင်းတယ်အခုတော့ဒီ tablet တွေမှာ စာတင်တာနဲ့ကစားရတဲ့နေရာမှာဘယ်လိုမျိုးအဆင်ပြေလဲကြည့်အောင်ပထမဆုံးစာတင်တာနေရော့ ကြည့်ရအောင်ဒီမျက်နှာပြင်ကြီးပေါ်မှာ Galaxy AN ကအရင်အဆင်ပြေတယ်။ Cycle to Sense ဆိုတာနဲ့မျက်နှာပြင်ပေါ်မှာဘာကိုမဆိုဝိုင်းပက်ပြီးတော့နိုင်ငံခြားစာတွေကိုချက်ချင်းဘာသာပြန်လို့ရတယ်။တင်အင်စာလုပ်ဖို့ကူညီလိုရဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။တင်တင်ချတွက်တဲ့ချိန်မှာအခက်အခဲဖြစ်နေတယ်လား။နောက်အစ်စ်ကတင်ချပုံစံတွေကိုသစင်ချင်းစင်ဖြည့်ပြပေးတော့လိမ့်မယ်။အထူးသဖြင့် Tab S10 FE Plus ရဲ့ screen size နဲ့ဟာဆိုရင်တော့ဖြစ်တစ်ဖက်မှာနှုတ်မှတ်နေနဲ့တစ်ဖက်မှာစောက်ဖက်နေလို့ရတယ်။အလုပ်များများလုပ်ဖို့ screen size ကလည်းကြီးတဲ့ခါကျတော့ multitasking အတွက်လည်း အဆင်ပြေတယ်ဒီ tablet နှလုံးကတော့ S-Pen ပါလာတယ်ဒါကကျောင်းသားတွေနဲ့ကျွန်တော်တို့လူမျိုး creator တွေအတွက်အရန်အဆင်ပြေတာပေါ့ဆိုတော့ကိုက notes တွေနှင်းနှင်းမြန်မြန်နဲ့ရေးချင်တဲ့အခါမှာတော့အဆင်ပြေတယ်ဒါမှမဟုတ် setting ခန်းထဲမှာအနားယူနေတဲ့အချိန်မှာကိုကပုံလေးဆွဲချင်တဲ့အခါကျရင်လို့ရှိရင်လည်းတိတ်အဆင်ပြေတယ်နောက်ပြီးတော့ S-Pen ကလည်းတော်တော်လက်လက်ရှိရယ်ကျွန်တော်တို့စာအုပ်ပေါ်မှာခဲတံနဲ့ရေးနေရခန်းစားချက်ကိုရတယ် online class တက်မယ်ဆိုလို့ရှိရင်လည်းဒီ tablet ရဲ့ကင်မရာတော်တော်လေးရော့ good တယ်ဒီ tablet နှလုံးလုံးမှာ ရှိကင်မရာ12 megapixel ultra wide ကိုတုံ့ပြုပေးထားတယ်။ဆိုတော့ဗီဒီယိုကိုခေါ်တဲ့အခါမှာလည်းမြင်ကွင်းကျကျနဲ့ resolution ကောင်းကောင်းကိုမြင်ရတယ်။ rear camera ကလည်း13 megapixel ရှိရယ်။စာရွက်တွေတင်ကန်းစာရိုက်တဲ့နေရာမှာလည်းအရင်ကောင်းတာ။ display အကြောင်းလဲပြောရအောင်မယ်ဒီ tablet နှလုံးမှာမျက်နှာပြင်ကအရင်လှတာ90 hz လည်းရှိတယ်အလင်းအမှောင်ကလည်း high brightness mode နဲ့800 nits ရှိတယ်အပြင်မှာနေရောင်အောက်မှာတော့မှရှင်းရှင်းလင်းလင်းမြင်ရတယ် tab s10 fe ရဲ့10.9 inch ရှိတယ်မျက်နှာပြင်ကတင်ရလွယ်တယ် tab s10 fe plus ရဲ့13.1 inch ကတော့ရုပ်ရှင်ကြည့်တဲ့အခါမှာ ြည့်ဝခန်းစားလို့ရတယ်။သင်ခန်းစာဗီဒီယိုလေးကြည့်တာဖြစ်ဖြစ်ဂိမ်းကလေးတွေကစားတာပဲဖြစ်ဖြစ်အဆင်ပြေတယ်။အပြင်မှာ Samsung ရဲ့မျက်စိကာကွယ်တဲ့နည်းပညာအပြာရောင်အလင်းနှန်းတွေကို short ချပေးရ။စာအုပ်အချိန်အကြာကြီးဖတ်တာဖြစ်ဖြစ်ဂိမ်းကိုညဘက်ကြကြာကစားတာပဲဖြစ်ဖြစ်မျက်စိမထိခတ်ဘူး။ဒီ tablet တွေမှာ speaker နှလုံးပါတယ်။အတန်းကရှင်းရှင်းလင်းလင်းနဲ့နင့်မြုပ်ခန်းစားရတယ်။ podcast တွေတခြင်းတွေနားထောင်တာစာသင်ဖို့အဖွဲလိုက် ဖုံးခေါ်တဲ့နေရာမှာအဆင်ပြေတယ်ဂိမ်းကစားတဲ့အခါတွေမှာဆိုလို့ရှိရင်လည်းအတန်းအကျိနဲ့အသေးစိတ်ကြရတယ် Racing ပြိုင်ကားဂိမ်းကစားရင်ကားအတန်တွေပပ်ဂျီလိုဂိမ်းမျိုးဆိုလို့ရှိရင်လက်နက်အတန်တွေကိုရှင်းရှင်းလင်းလင်းပြက်ပြက်တတားနဲ့ကြားရမှာတခြားဆက်တွေနဲ့ချိတ်ဆက်တဲ့အခါမှာလည်းအရန်အဆင်ပြေတယ် Glassy device တွေနဲ့ဆိုလို့ရှိရင်ဖုန်း laptop tablet တွေကြားမှာ file တွေကို စွဲပြီးတော့ထည့်လို့ရတယ်။တပလက်မျက်နှာပြင်ကိုပိုပြီးတဲ့မျက်နှာပြင်မှာပြဖို့လဲလွယ်လွယ်လေးပဲ။ project လုပ်နေရင်ဆက်ပြောင်းတာပဲဖြစ်ဖြစ်ဂိမ်းကစားပြီးတော့တငယ်ချင်းတွေကိုဗီဒီယိုပြတာပဲဖြစ်ဖြစ်အရန်အဆင်ပြေတယ်။ဒီတပလက်ကို keyboard နဲ့တွဲတုံးမဲ့ဆိုရှင်တော့ keyboard ကတက်တက်ဝဲရမှာနော်။ Galaxy AI key ကိုအသုံးပြုလို့ရတယ်။ဒီခလုတ်လေးကအရန်အဆင်ပြေတယ်။စာရိုက်နေရင် note asset တို့ socket to search တို့ကိုချက်ချင်းသုံးလို့ရတယ်။အလုံးလောက်တာလေပုံမြန်ပြီးတော့ပိုးအဆင်ပြေသွားတယ်။ကစားဖို့ကြတော့လေဒီတပလက်တွေကကောင်းတဲ့အထက်မှာပါတယ် Exynos 1580 processor နဲ့ RAM 8GB နဲ့လာတယ်။ကျွန်တော်ဆော့နေကြ Genshin Impact ို့ S49 တို့လိုမျိုးဂိမ်းတွေကိုချော့ချော့မှုမှုနဲ့ကစားလို့ရတယ်မထစ်ဘူးညနေပြင်းကြီးကြီးနဲ့ရုပ်ရှင်ကြီးတဲ့အခါမှာဆိုလို့ရှိရင်အရန်ပျော်ဖို့ကောင်းတယ် MP68 ကြောင့်ရေနဲ့ ဖုန်တန်ကိုခံနိုင်တယ်။ဂိမ်းကစားရင်စတင်ရင်ရေမှောက်ကြတဲ့ခါမှာဆိုလို့ရှိရင်လည်းစိတ်ကိုမပူရအောင်။ကဲဒီလောက်ဆိုလို့ရှိရင်တော့တော်လောက်ပြီထင်မယ်။ Glassy Tab Aston FVCV ကစတင်ဖို့ရောဂိမ်းကစားဖို့ရောအကောင်းဆုံးတက်ပလက်လို့ပြောချင်တယ်။ Glassy AI Aspen လှပတဲ့မျက်နှာပြင်တွေနဲ့ဒီတက်ပလက်တွေကအဆင့်မြင့် feature တွေကိုကောင်းကောင်းပေါင်းစပ်ပေးလာတယ်လို့ကျွန်တော်မြင်မိတယ်။ Glassy Tab Aston FVCV ကိုဝယ်ယူမဲ့လူတွေအတွက်လည်းထုံးစံနိုင် Samsung Care Plus ပါမယူပြီးတော့3,000 15,000ကျပ်တန်း Smartphone Cover ကိုပစ္စည်းရှိတဲ့လောက်လက်ဆောင်ရ ားယူနိုင်မဲ့အပြင်ဂျွန်း16မတိုင်ခင်အထိ6လအရစ်ကြအတိုးမဲ့စနစ်ဖြင့်ဝယ်လို့ရမယ့်အစီအစဉ်တွေလားရှိအောင်မယ်ဆိုတော့ကျွန်တော်တို့လိုမျိုးအကြောင်းသားတွေအတွက်ရွေးချယ်ဖို့စဉ်းစားတင်တဲ့တက်ဘလက်တွေပဲဖြစ်ပါတယ်။ဟာလုံးမဲကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့အထက်မြောင်ဖြစ်ပါတယ်။နောက်ဗီဒီယိုမှာထပ်မံမျိုးဆုံတွေ့ကြရအောင်။